ရသခင်ကျေးဇူးတော်ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အားဖြင့်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်တုတ်တန်ကျန်ခန်းကြီး18အပိုင်းငယ်22စိတ်ရှင်လန်းခြင်းသည် ကျမ်းမာစေတတ်၏စိတ်ပြည့်ခြင်းမူကားအယိုးတို့ကိုတွေ့ချောက်စေတတ်၏ကျွန်တော်ဒီနှုတ်ကပတ်တော်မှာကျမ်းမာခြင်းရဲ့လှုပ်ဝှက်ချက်အကြောင်းကိုဖော်ပြထားပါတယ်စိတ်ရှင်လန်းခြင်းကားတဲ့လူကိုကျမ်းမာစေတတ်ပါတယ် စိတ်ပြည့်ခြင်းကတော့အယိုးတွေကိုတော့သွေချောက်စီတတ်တယ်လို့တမချန်းစာက ဖော်ပြပါတယ်။ကျွန်တော်လောကမှာနေတဲ့ခါမှာစိတ်ပြည့်စရာတွေဝမ်းနည်းစရာတွေစိတ်ညစ်စရာတွေကတော့ရှိနေမှာပါ။ဒါကလောကဖြစ်တဲ့အတွက်ကြောင့်ပြည့်ပြည့်စုံတဲ့နေရာမဟုတ်တဲ့အတွက်ကြောင့်စိတ်ညစ်စရာတွေကတော့ရှိနေမှာပါ။တို့ရတွင်အဲ့ဒီစိတ်ညစ်စရာတွေစိတ်ပြည့်စရာတွေဝမ်းနည်းစရာတွေစိတ်ရှုပ်ထွေးစရာတွေကိုသင်ရဲ့စိတ်နှလုံးထဲကိုပေးမဝင်မိပါစေနဲ့။ ဘာကြောင့်လဲဆိုရင်တော့အဲဒီစိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေကသင်ရဲ့အတွေ့တွေသင်ရဲ့စိတ်ထဲကိုဝင်ရောက်နေရယူပြီးဆိုရင်တော့သင်ကစိတ်ပြက်လာမှာဖြစ်တယ်။စိတ်ပြက်လာပြီးဆိုရင်တော့သင်အရှိုးတွေကတွေ့ချောက်တက်တယ်လို့တမကျန်းသားကဖော်ပြတယ်။နောက်ကဘတော်ကဖော်ပြတယ်စိတ်ကိုရှင်လန်းစွာထားတတ်တဲ့သူစိတ်နှလုံးကအမြဲတမ်းရှင်လန်းနေမှာဆိုရင်တော့အဲ့ဒီလူကကျမ်းပါစေတယ်။အမြဲတမ်းစိတ်နှလုံးကိုရှင်လန်းစွာနဲ့နှလုံးသားထဲမှာကောင်းတဲ့အရာတွေထည့်ထားမယ်ဆိုရင်တော့အဲ့ဒီလူကကျမ်းပါမှာဖြစ်တယ်။ ဒါကြောင့်ကျမ်းမာခြင်းရဲ့လှုပ်ဝှက်ချက်ကစိတ်နှလုံးရှင်လန်းခြင်းရှိဖို့ဖြစ်ပါလေ။ကျွန်တော်တို့လှေတစည်းရဲ့ဘေးမှာရေတွေဝိုင်းနေတာကပြဿနာမဟုတ်ပါဘူး။လှေဆိုမှတော့ဘေးနားမှာရေတွေကဝိုင်းနေမှာပေါ့။သူကရေထဲမှာသွားရတာ။အဲ့ဒါကပြဿနာမဟုတ်ပါဘူး။လှေရဲ့ဘေးမှာတော့ရေတွေရှိမှာပဲ။သူကရေထဲသွားရတဲ့လှေဖြစ်တဲ့အတွက်ကြောင့်။တို့ရတွင်အဲ့ဒီလှေထဲကိုဘေးနားကရေတွေကရောက်လာပြီဆိုရင်တော့လှေထဲမှာရေပြည့်ပြီဆိုရင်တော့ဒါပြဿနာပဲ။ လေကနစ်မြုပ်သွားမှာဖြစ်ပါတယ်။လေရဲ့ဘေးနားမှာရေတွေရှိနေသေးကြတော့လေကမနစ်ပါဘူး။လေရဲ့အထဲတဲကိုရေတွေကို ပေးဝင်လိုက်တော့မှပဲလေကနစ်မြုပ်သွားတာဖြစ်တယ်။ဒီလိုပါပဲ။ပြဿနာတွေအခက်အခဲတွေစိတ်ညစ်စရာတွေဝမ်းနည်းစရာတွေကတော့ဒီလောကကြီးထဲမှာရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့သင်ကသင်အထဲကိုပေးမဝင်သေး၍သင်အထဲကိုမရောက်သေးရတော့ဘာပြဿနာမှမရှိပါဘူး။သင်ကသင်ရဲ့စိတ်ထဲမှာကောင်းတဲ့ຢာရင်နဲ့ဖြည့်ထားမယ်။ သင်ရဲ့စိတ်ထဲမှာနေ့ရက်စဉ်တိုင်းမှာဝမ်းမြောက်ပျော်ရွှင်စွာနဲ့အသက်ရှင်မယ်။ဖခင်သခင်ကိုချီးမွမ်းမယ်။ကောင်းတဲ့စိတ်နေသဘောထားထားမယ်ဆိုရင်တော့သင်ကကျမ်းမှာရှင်လန်းစွာနဲ့နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ကျမ်းမာတဲ့သူတွေကိုလေ့လာကြည့်မယ်ဆိုရင်သူတို့ဘဝမှာစိတ်ညစ်စရာတွေသူတို့ဘဝမှာစိတ်ပျက်စရာတွေရှိပါလေ။လူဆိုတော့စိတ်ညစ်စရာတွေစိတ်ပျက်စရာတွေကတွေ့ကြုံရတတ်ပါလေ။ဒါပေမဲ့အဲ့ဒီကျမ်းမာတဲ့သူတွေကသူတို့ရဲ့အတွေ့အထိမှာ ဲ့ဒီစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေကိုပေးမဝင်ပါဘူးသူတို့ကခဏပဲအဲ့ဒါတွေအားလုံးကိုဖယ်ထုတ်လိုက်တယ်သူတို့ကအမြဲတမ်းစိတ်နှလုံးကိုရှင်လန်းစွာစောင့်ရှောက်တဲ့အတွက်ကြောင့်ကျမ်းမာနေတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်တခါကဆရာဝန်တွေကစံတမှုတစ်ခုလုပ်ပါလေအဲ့ဒါကတော့ဒူးနာတဲ့ဝေဒနာတွေကိုသူတို့ကခွဲစိတ်ကူတာမှု ပြုလုပ်တယ်ဒါပေမဲ့ဟန်ဆောင်ခွဲစိတ်မှုပဲပြုလုပ်တယ်အပေါ်ရန်အရေးပြပပလေးကိုလှီးပြီးတော့သူတို့ကပြန်ချုပ်ပေးထားလိုက်တယ်တကယ်မကူတော့ပါဘူး ဒါပေမဲ့အဲ့ဒီဒူးနာဝေဒနာခံစားရတဲ့သူတွေအားလုံးကိုဘာပြောလိုက်လဲဆိုရင်တော့ဒီနေ့အစပြီးတော့ဒူးနာဝေဒနာအားလုံးပျောက်ကင်းသွားပြီကျွန်တော်တို့ခွဲစိတ်ကုသပြီးသွားပြီဒါကြောင့်မို့ယောဂပြန်ပြောက်လို့ဆင်းရုံကဆင်းရပြီဆိုရင်အနာကျက်လို့ဆင်းရုံကဆင်းရပြီဆိုရင်ဘာလုပ်မလဲဆိုတဲ့အရာတွေကိုအချင်းချင်းပြောလို့ရပြီဝေမျှလို့ရပြီစိတ်ကူးညင်ထားလို့ရပြီဆိုပြီးတော့ဆရာဝန်ကပြောပါတ အဲ့ဒီခါမှာဒုနာဝေဒနာခံစားရတဲ့သူတွေအားလုံးကသူတို့နေပြန်ကောင်းသွားရင်သူတို့ဘာလုပ်မလဲဆိုတဲ့အကြောင်းကိုနေ့တိုင်းတယောက်နဲ့တယောက်သူတို့ပြောကြတယ်သူတို့ယောဂပျောက်သွားပြီဆိုဆရာဝန်ပြောတဲ့ခါမှာသူတို့ကဝမ်းသာစွာနဲ့အဲ့ဒီယောဂပျောက်ပြီဆိုတဲ့အဟောပဲစိတ်ထဲမှာထည့်ထားတယ်ငါဒုနာတယ်ငါဒုမကောင်းဆိုတဲ့ရာသူတို့တွေးတယ်မှာမရှိတော့ဘူးသူတို့ဒုတွေပြန်ကောင်းသွားပြီတချို့ကလည်းသူတို့ရဲ့တာသမီတွေနဲ့ပါလုံးမလဲသူတို့ဘယ်ဟိုသွားမလဲသူတို့ဘလို့လုံးမလဲဆိုတဲ့ဟာတွေကိုသူတို့ကတယောက်တစ်ယောက်ဖော်ပြကြပါတယ်အံဩစရာကောင်းတာက အဲ့ဒီလူတွေအားလုံးဒူးနာယောဂါပျောက်သွားကြတယ်။ဆောင်းဝင်တွေကအဲ့ဒါကိုတွေ့ပြီးတော့အံ့ဩသွားပါတယ်။ဘာကူတာမှုမှဘာခွဲစိတ်မှုမှမလုပ်ရဘဲနဲ့အပေါ်ရန်အရေးပြပပလေးကိုပဲဟန်ဆောင်ပြီးတော့ခွဲစိတ်လိုက်တဲ့အရာကသူတို့ကိုပျောက်ကင်းသွားစေတယ်။ဘယ်အရာကသူတို့ကိုယောဂါပျောက်စေရတာလဲ။သူတို့ရဲ့စိတ်နှလုံးကြောင့်ဖြစ်တယ်။သူတို့ရဲ့စိတ်နှလုံးသားထဲမှာယောဂပျောက်သွားပြီဆိုတဲ့အရာကိုခံစားရတယ်။သူတို့ရဲ့စိတ်နှလုံးသားထဲမှာသူတို့မှာဒူးနာယောဂမရှိတော့ဘူးဆိုတဲ့အရာကိုသူတို့ကယုံကြည်တယ်။ သူတို့ရဲ့စိတ်နှလုံးသားထဲမှာသူတို့အနာဂတ်မှာဘလို့ကောင်းတာတွေလုပ်မယ်ဘလို့ဝမ်းမြောက်ပျော်ရွှင်သွားတဲ့ဘယ်နေရာတွေသွားမလဲဆိုတဲ့အရာကိုပုံဖော်ထားတဲ့အခါမှာတကယ်ပဲလက်တွေ့မှာသူတို့ကဒုနာဝေဒနာပျောက်ကင်းသွားတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘဝရဲ့အခြေအနေတွေကတော့စိုးရိမ်စရာတွေစိတ်ပျက်စရာတွေရှိမှာပါ။ဒါပေမဲ့အဲ့ဒါတွေကယာယီပါ။အဲဒီစိတ်ညစ်စရာတွေကိုသင့်အထဲကို ပေးမဝင်မိပါစေနဲ့။လေဒီစင်းရဲ့အပြင်မှာရေတွေဝိုင်းနေတာကပြဿနာမဟုတ်ပါဘူး။ အဲ့ဒီရေတွေကိုလှေထဲကို ပေးဝင်မိရင်တော့အဲ့ဒါပြဿနာပဲအဲ့ဒါကနစ်မြုပ်သွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဘွားတရားထဲမှာစိတ်ညစ်စရာတွေစိတ်ပျက်စရာတွေဝမ်းနည်းစရာတွေဘလောက်ပဲရှိပါစေသင်ကစိတ်နှလုံးကိုရှင်လန်းစွာထားမယ်ဆိုရင်တော့သင်ရဲ့တရားကကြမ်းမာစွာနဲ့လန်းဆန်းစွာနဲ့နေ့ရက်တိုင်းကိုဖျက်သန်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့တမန်ကျမ်းစာကပြောတယ်စိတ်နှလုံးကောင်းစားရင်အရာရာကောင်းစားခြင်းနဲ့ကြမ်းမာခြင်းရှိမယ်လို့ဖော်ပြပါတယ် ။သင်မှာကောင်းစားတဲ့စိတ်နေသဘောထားရှိမယ်။အမြဲတမ်းရှင်လန်းစွာနဲ့သင်ကအသက်ရှင်မယ်။ဖခင်နှုတ်ကပတ်တော်ကိုသင်နှလုံးသားထဲမှာသင်ဟာဖြည့်ထားမယ်။လူတွေကိုအကောင်းမြင်တဲ့စိတ်သဘောပဲရှိမယ်။စိတ်ညစ်စရာတွေဝမ်းနည်းစရာတွေစိတ်ပျက်စရာတွေကိုသင်ရဲ့အတွေ့ထဲမှာသင်ကနေရာမပေးဘူးဆိုရင်နေ့ရက်တိုင်းမှာသင်ကကြမ်းမာစွာနဲ့ဖခင်သခင်ဘုန်းတော်ထင်ရှားစွာနဲ့ဖခင်သခင်အတွက်အသက်ရှင်နိုင်မယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါလေ။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။